ငလင်းသိမ့်ဒေသတွေကပြည်သူတွေအတွက်မြို့သားညညရဲ့အစိုးရ NUG ကတဆင့်ကုညီထောက်ပံ့ပေးထားမှုကမေလ6ရက်နေ့ထိသိမ်းပေါင်း9000ကျော်ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆရာဝန်ကြီးဌာနကမေလ10ရက်မှာထုတ်ပြန်ပါတယ်ငလင်းသိမ့်ဒေသတွေဖြစ်တဲ့စကိုင်းမန္တလေးပဲခူးရှမ်းပြည်နယ်တောင်ပိုင်းနဲ့နေပြည်တော်ကမြို့နယ်ပေါင်း60လေးခုက အိမ်အောင်စုပေါင်း16,928စုကိုကြက်ငွေသိန်းပေါင်း9000ကျော်ကို ထောက်ပံ့ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။မျိုးသားညညွေရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကအရေးပေါ်လုပ်ငန်းညှိနှိုင်းရေးကော်မတီ EOCC ခွင့်ပြုချက်နဲ့စကိုင်းတိုင်းမြေပြင်အုပ်ချုပ်ရေးအဖွဲ့ကိုတိုက်ရိုက်ထောက်ပံ့ထားတဲ့ ကျ918.3တန်းပြည်သူကလူဒန်းထားတဲ့အလူငွေတွေထဲကနေတဆင့်ထောက်ပတ်နဲ့ကျက်3985.9တန်းနဲ့ CSO CPO တွေကတဆင့်ချိတ်ဆက်ပြီးထောက်ပတ်ပေးမှုတွေလည်းအပါအဝင်ဖြစ်ကြောင်း NUG ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။